If only a small part of the surface of a curved mirror is used for reflection, it can be considered as an outer or an inner surface of a hollow sphere. Only concave and convex mirror having spherical surface are used in most applications. We shall now discuss the reflection at such mirror. 好，关于嘞， ကျင်းမုံမျက်နှာပြင်ရဲ့တင်းငယ်တဲ့အစိပ်ပိုင်းတစ်ခုကိုအလင်းပြန်စေဖို့အတွက်သုံးထားတယ်။အဲ့ဒီမရာတွေကိုတော့ဘလို့လောက်ထားတယ်လေဒီချေတော့တွေးတော့ဆင်ញင်ကြည့်ကြမယ်ဆိုရင်သူကခေါင်းဝဆက်လုံးတစ်ခုရဲ့မျက်နှာအပြင်ဒါမှမဟုတ်အတွင်းဘက်နဲ့တူတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။ဆက်လုံးမျက်နှာပြင်ရဲ့ခွက်တဲ့ဘက်နဲ့ခုံးတဲ့ဘက်ကိုအများဆုံးအသုံးပြုထားတယ်။အခုဒီချေတော့ဒီမှာဆွေးနွေးမှာတော့ဒီကျင်းမုံတွေရဲ့ဒီကော့မရာတွေရဲ့ အလင်းပြန်ခြင်းအကြောင်းပဲဖြစ်ပါတယ်ဆက်ကြည့်အောင် concave mirror ဒါကျင်းမုံခွက်ပေါ့ if the reflecting surface of a mirror forms part of inner surface of a hollow sphere the mirror is called a concave mirror concave mirror ရဲ့ပုံလေးတွေကိုဒီမှာပြထားတယ် convex mirror ကိုကျင်းမုံခုံရောကျင်းမုံခွက်ရောနှစ်ခုစလုံးပြထားတယ်။ convex mirror ကတော့ကျင်းမုံခုံ၊ concave mirror ကတော့ကျင်းမုံခွက် တော့ချင်းမုံတစ်ခုရဲ့မျက်နှာပြင်ဟာခေါင်းဘွားစလုံးရဲ့အတွင်းမျက်နှာပြင် အစိပ်ပိုင်းဖြစ်နေရင်အဲ့ဒီချင်းမုံကိုချင်းမုံခွက်လို့ခေါ်တယ် concave mirror လို့တော့ convex mirror if the reflecting surface of a mirror forms part of the outer surface of a hollow sphere the mirror is called a convex mirror အဲ့တော့ချင်းမုံကုန်းပေါ့ချင်းမုံတစ်ခုရဲ့မျက်နှာပြင်ဟာခေါင်းဘွားစလုံးရဲ့အပြင်မျက်နှာပြင်အစိပ်ပိုင်းနဲ့ တူနေမယ်ဖြစ်နေမယ်အဲ့လိုပုံစံမျိုးဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီဂျေးမုံကိုဂျေးမုံခုံးလို့ခေါ်ပါတယ် Port of a concave or converse mirror အာဒီ concave ဂျေးမုံခွက်ဂျေးမုံခုံးပေါ့အဲသူတို့နှစ်ခုတွေမှာပါတယ်ဝင်ရိုးစွန်းတွေကိုပြောတာပါပီနဲ့သတ်မှတ်ပါတယ်အမှတ် The center of a surface of a concave or converse mirror is called its pole. အဲ့တော့ concave နဲ့ convex နဲ့ mirror ပေါ့ ဒီကျင်းမုံကုန်းနဲ့ကျင်းမုံခွက်မျက်နှာပြင်နေရဲ့ဘဟုကိုအဲ့ဒီကျင်းမုံရဲ့ဝင်ရိုးစုံလို့ခေါ်တယ်။မေရာရဲ့မျက်နှာပြင်ဟာစဝိုင်းပုံဖြစ်တဲ့အတွက်ပုံဆွဲရင်မေရာကိုဘေးတိုင်းမြင်ရတဲ့အနေအထားအတိုင်းဆွဲတာတွေ့ရပါလိမ့်မယ်။ Center of Curvature of a Concave or Convex Mirror ။ဟောကျင်းမုံကုန်းနဲ့ကျင်းမုံခွက်တွေရဲ့အကွေးဘဟုပေါ့။ The center of a sphere part of whose surface is the concave or convex mirror is called the center of curvature of that mirror concave or convex mirror the center of curvature of a concave mirror is in front of the reflecting surface and that convex mirror is behind the reflecting surface concave ye akwe bo ho chin mon kwe ye akwe bo ho ha အလင်းပြန်မျက်နှာပြင်ရဲ့ရှေ့မှာရှိပြီးတော့ converse ရဲ့အကွေးဘဟုကတော့အလင်းပြန်မျက်နှာပြင်ရဲ့နောက်မှာရှိတာကိုတွေ့ရပါလိမ့်မယ်။ဆက်လုံးတစ်ခုရဲ့ညံတပြင်းအစိပ်ပိုင်းဟာကျင်းမုံခွဲဒါမှမဟုတ်ကျင်းမုံကုန်းဖြစ်မဲ့ဆိုရင်အဲ့ဒီဆက်လုံးရဲ့ဘဟုကိုကျင်းမုံရဲ့အကွေးဘဟုလို့ခေါ်တယ်စင်တော့ကာဘတ်ချာလို့ခေါ်ခြင်းပဲဖြစ်ပါတယ်အဲ့တော့ပုံလေးမှာဒီမှာကြည့်လို့ရပါတယ်ကြည့်မယ်ဆိုရင် ဒီကျင်းမုံခွက်ရဲ့အကွေးဘိုဟာအလင်းပြန်မျက်နှာပြင်ရဲ့ရှေ့မှာရှိပြီးတော့ကျင်းမုံခုံးရဲ့အကွေးဘိုဟာတော့အလင်းပြန်မျက်နှာပြင်ရဲ့နောက်မှာရှိတာကိုတွေ့ရပါလိမ့်မယ်။ radius of curvature of a concave or convex mirror the radius of a sphere part of whose surface is the concave or convex mirror is called radius or curvature of that mirror အဲ့တော့ပုံမှန်လေးပြထားတာကိုတွေ့ရပါမယ် အကွေးတွေ radius of curvature ဆိုတာအကွေးအချင်းဝက်ပေါ့ကျင်းမုံကုန်းသုံးဖို့ကျင်းမုံခွက်ရဲ့အကွေးအချင်းဝက်ကို ပြောတာပဲဖြစ်ပါတယ်အဲ့တော့ဆက်လုံးတစ်ခုရဲ့မျက်နှာမြင်အစိပ်ပိုင်းဟာ concave ဒါမှမဟုတ် convex mirror ဖြစ်နေမယ်ဆိုရင်အဲ့ဒီဆက်လုံးရဲ့အချင်းဝက်ကိုအဲ့ဒီကျင်းမုံရဲ့အကွေးအချင်းဝက်လို့ခေါ်ခြင်းပဲဖြစ်ပါတယ်ပုံမှန်လည်းပြထားတာကိုတွေ့ရပါလိမ့်မယ်နောက် principal axis မူလဝင်ရိုးပေါ့ the line passing through the center of curvature and the pole of a concave or convex mirror is called the principal axis အဲ့ကျင်းမုံခွဲဒါမှမဟုတ်ကျင်းမုံကုန်းရဲ့အကွေးဘဟုနဲ့ခုနစင်တာကာဗက်ချောနဲ့ဝီယိုဇွန်ပိုးကိုဆက်ဆွဲထားတဲ့မြင်းပြောင်ကို principal axis လို့ခေါ်ခြင်းပဲဖြစ်ပါတယ်ပုံမှန်လဲ principal axis ပုံလေးကိုပြထားပါတယ် principal focus of a concave mirror songjep, mula songjep. Jemong kwatakuye, mula songjep. When the ray parallel and close to the principal axis are incident on a concave mirror, the reflected ray passes through the point on the principal axis. That point is called the principal focus of the concave mirror since the reflected ray accurately intersects at that point. The focus of a concave mirror is a real focus. အဲ့တော့မူလဆောင်ချက်ရဲ့ပုံကိုလည်းပုံမှာပြထားပါဗျ။မူလဝင်ရိုးနဲ့ principal axis နဲ့ nickel ဆွာရှိနေတဲ့ပြိုင်လင်းနှန်းတွေဟာ concave mirror ကို ထိရိုက်လိုက်တဲ့အခါမှာအဲ့ဒီပြိုင်လင်းနှန်းတွေဟာမူလဝင်ရိုးပေါ်မှာရှိတဲ့အမှတ်ကို ဖြတ်သွားတယ်။အဲ့ဒီအမှတ်ကို principal focus ကျင်းမုံခွက်ရဲ့မူလဆောင်ချက်လို့ခေါ်တာပဲဖြစ်ပါတယ်။ တော့ပြန်လင်းနန်းတွေရအဲ့ဒီအမှတ်ကိုအမှန်တကယ်ဖြတ်ပါတယ်ဒီမှာပြန်နေတဲ့ပြန်လင်းနန်းတွေပြန်လင်းနန်းတွေ reflected ray တွေရအမှန်တကယ်ဖြတ်တယ်ဒါကြောင့်မလို့ concave mirror ရဲ့စုံချက် focus ဟာ real focus စုံချက်အစစ်ဖြစ်ပါတယ်ဆက်ကြည့်မယ် principal focus of a convex mirror ကျင်းမုံခုံးရဲ့မူလစုံချက် when the ray parallel and close to the principal exit are incident on a converse mirror. The reflected ray appeared to come from a point on the principal axis. That one is called the principal focus of the convex mirror since the reflected ray do not accurately pass through that point. The principal focus of a convex mirror is a vacuum focus. ဒီပုံမှာလည်းပြထားပါဗျ။အဲ့တော့ကျင်းမုံခုံးရဲ့မူလဆုံချက်အား မူလဝင်ရိုးနဲ့ Princeville Exit နဲ့ Nikkei စွာပြိုင်နေတဲ့အလင်းနှန်းတွေဟာ ပြိုင်လင်းနှန်းတွေဟာ Converse Mera ကိုထိရိုက်တဲ့အခါမှာအဲ့ဒီပြန်လင်းနှန်းတွေဟာမူလဝင်ရိုးပေါ်မှာရှိတဲ့အမှတ်တစ်ခုကနေလာတယ်လို့ထင်ရတယ်။အဲ့ဒီအမှတ်ကိုကျင်းမုံကုန်းရဲ့မူလစုံချက်လို့ခေါ်တယ်။ပုံမှန်လည်းပြထားပါဗျ။ပြန်လင်းနှန်းတွေဟာအဲ့ဒီအမှတ်ကိုအမှန်တကယ်မဖြတ်တာကိုတွေ့ရပါလိမ့်မယ်။အဲ့တော့ Converse Mera ရဲ့ focus စုံချက်ဟာ virtual focus စုံချက်ရောင်ဖြစ်ပါတယ်။ပြန်လင်းတန်းတွေကိုဆက်ဆွဲထားတဲ့အမှတ်ဖြစ်တဲ့အတွက်စုံချက်ရောင်ဖြစ်ပါတယ်။ကြည့်အောင် focal length စုံတာကြည့်အောင် focal length စုံတာဖြစ်ပါတယ်။စုံတာကိုကျွန်တော်က f အသေးနဲ့သုံးပါတယ်။ The distance between the pole and the focus of a concave or convex mirror is called the focal length of the concave or convex mirror. ကျေးမွန်ကွယ်သို့မဟုတ်ကျေးမွန်ကုန်းရဲ့ဝင်ရိုးစွန်းနဲ့ focus နဲ့ကြာအကွာအဝေးကိုအဲ့ဒီကျေးမွန်ရဲ့စုံတာ focal length လို့ခေါ်ခြင်းဖြစ်ပါတယ်။အဲ့တော့ concave mirror နဲ့ convex mirror တွေရဲ့အလင်းပြန်ခြင်းဟာလည်းအလင်းပြန်နေရာမတွေ loss of reflection ကိုသူကလိုက်နာလိုက်နာမြဲပဲဖြစ်ပါတယ်။ နောက်တစ်ခုက the relation between fogelland and radius of curvature စုံတာရဲ့အကွေးအချင်းဝဲနဲ့စုံတာနဲ့အကွေးအချင်းဝဲရဲ့ relation မှာသူရဲ့ဆက်သွယ်ချက်ကတော့ for rays close to the principal axis and for rays which make very small angles with the principal axis we can show that fogelland f is approximately equal to the half of the radius of curvature r that is f equal r by 2အဲ့တော့စုံတာနဲ့အကွေးချင်းဝက်ရဲ့ဆက်သွယ်ချက်ကတော့ဒါမူလဝင်ရိုးနဲ့နီးကပ်ပြီးတော့ပြိုင်နေတဲ့အလင်းနှန်းတွေဟာမူလဝင်ရိုးနဲ့သိငယ်တဲ့ဒေါင့်တွေချိုးနေတဲ့အလင်းနှန်းတွေအတွက်သူက focus နဲ့ဒီ radius of curvature ဟာတဝက်ဖြစ်ကြောင်းပေါ့ f equal to r by 2ဖြစ်ကြောင်းကို ပြနိုင်ပါတယ် reflection at convex and concave mirror ဒီကျင်းမုံကုန်းနဲ့ကျင်းမုံခွက်တွေရဲ့အလင်းပြန်ခြင်းပေါ့အလင်းပြန်ခြင်းအကြောင်းကိုဒီချေတို့ဒီနောက်ပိုင်းခန်းနေမှာနောက်ပိုင်းသင်ငန်းစာတွေမှာ ပြောသွားမှာပါဒီမှာလဲပုံမှာလဲဒီမှာ focus center of curvature ပိုးပြထားပါတယ် p ဆိုတာ p အကြီးကပိုးကိုပြောတာပါဝင်ရိုးစွန် c အကြီးက center of curvature f အကြီးက focus တော့ f အသေးက pf ကအကွာအဝေးပိုးနဲ့ focus နဲ့ကြာအကွာအဝေး f အသေးလေး ူက Fogeland မှာနောက်က P နဲ့ပိုးနဲ့စင်တာကာဘက်ချာနဲ့အကွာအဝေးက R အကြီးနဲ့သတ်မှတ်ပါတယ် radius ဆိုကာဘက်ချာဖြစ်ပါတယ်ဘူးတုဒအပြင်မှတ်ဖို့အတွက်လည်းဒီချက်ပြောပြပါမယ်ဒီမှာဒီအလင်းပြန်ခြင်းတွေအတွက်တပုံချင်းကိုကြည့်မယ်ဆိုရင်သူက formation of image in the concave mirror ကျင်းမုံခွဲမှာပေါ်တဲ့ပုံရိပ်တွေရဲ့ပုံစံတွေဟာ formation of image in the concave mirror ကျင်းမုံခွဲမှာပေါ်တဲ့ပုံရိပ်တွေရဲ့အကြောင်းကိုပုံရိပ်တွေရဲ့ပုံစံတွေ ကိုတပုံချင်းဒီချက်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျင်းမုံခွက်ရဲ့ရှေ့မှာ object ကိုဒီ focus မှာထားတာပေါ့ဒီမှာတော့ object ကို sorry object အရာဝတ္ထုဟာဒီအရာဝတ္ထုကို infinity မှာထားမယ် infinity ဆိုတာဟိုထားခြင်းတဲ့နေရာမှာပေါ့အဝေးမှာထားမယ်အဲ့ဒီထားတဲ့အခါမှာသူကပုံရိပ်ကဘယ်မှာပေါ်လဲဆိုရင်ပုံရိပ်က focus မှာပေါ်တယ်ကွန်ကစ်မီရာရဲ့ရှေ့ focus မှာပေါ်ပါတယ်အဲ့ဒီပုံရိပ်ဟာ real ဖြစ်ပါတယ် ပုံရင်းစစ်ဖြစ်ပါတယ်ပုံရင်းစစ်ဆိုရင်အများနဲ့မှတ်ရမှာပြောင်းမြန်ပေါ်ပါတယ်မူလအရာဝိတုထက်သေးတဲ့ပုံရင်းစစ်ကို ပေါ်စေပါတယ်နောက်တစ်ပုံက the object is beyond see အကွန်ဂိမေရာရဲ့ရှေ့ beyond see ဆိုတာ center of curvature c ရဲ့အလွန်လေးမှာ object ကိုထားလိုက်မယ်ဒီမှာ object oo prime ပေါ့ object ကိုထားလိုက်မယ်ဆိုရင်ပုံရိပ်ဟာဘယ်မှာပေါ်လဲဆိုရင် between c and f ွန်ကင်မရာရဲ့ရှေ့ C နဲ့ F နဲ့ကြား C အကြီးနဲ့ F focus ပေါ့နော်အဲ့ရဲ့ကြားမှာပုံရိပ်ကပေါ်တယ်အဲ့ဒီပုံရိပ်က real image ဖြစ်ပါတယ် real လို့ပဲရေးထားတယ်ပုံရိပ်စစ်ဖြစ်တယ်ပြောင်းမြန်ပေါ်တယ်အရာဝတ္ထုတဲ့သေးပါတယ် now object is at c နောက်တစ်ပုံကတော့ center မှာထားတယ်အဲ့ဒီ image က center မှာပဲပေါ်တယ် object ကို center မှာထားရင် image ကစံတာမှာပဲပေါ်တယ်အဲ့ဒီ image က real image ဖြစ်ပါတယ်ပုံရိပ်စေ inverted ပြောင်းပြန်စောက်ထိုးပေါ်ပါတယ် object ရဲ့အရွယ်စားနဲ့ image ကအရွယ်စားနဲ့အတူတူပါပဲဒါစံတာမှာထားလို့စံတာမှာပေါ်တယ် object ကအရွယ်စားနဲ့ image ကအရွယ်စားနဲ့အတူတူပါပဲနောက်တစ်ပုံက the object is between c and f အဲ့တော့ C နဲ့ F နဲ့ကြားမှာထားမယ်ဘယ်မှာပေါ်မလဲ Beyond C မှာပြောင်းမြန် Beyond C မှာထားတော့ကရှေ့ပုံမှာ C နဲ့ F နဲ့ကြားမှာပေါ်တယ်အခု C နဲ့ F နဲ့ကြားမှာထားတယ် Beyond C မှာပြန်ပေါ်တယ်တခုပဲမှတ်ထားရင်ရပါတယ်เนาะအဲ့တော့ပုံရိပ်ဟာ real image ပုံရိပ်စစ်ဖြစ်ပါတယ် inverted ပြောင်းမြန်ဇောက်ထိုးပေါ်ပါတယ်ဒီမှာ larger than the object ဒါကတော့ဒီတခုမှာကြာတော့ तू ဟာ object ထဲကြီးသွားပါမယ်နောက်တစ်ပုံက the object is at f အရာဝတ္ထုကို focus မှာထားတယ်ရှေ့ကနံပါတ်1ပုံလိုပဲအရာဝတ္ထု infinity မှာထားတယ် focus မှာပေါ်တယ်အခုအရာဝတ္ထုကို focus မှာထားတယ်ပြန်ပေါ်တဲ့အခါမှာ the image ဆိုတာ infinity မှာပေါ်တယ်သူ့ရဲ့ပုံရိပ်ဟာ infinity မှာပြန်ပြီးတော့ပေါ်ပါလိမ့်မယ်သူ့မှာကတော့ဒီလက္ခဏာသတ်မှတ်ချက်တွေ properties တွေမပြောပြထားပါဘူးပေါ့နော် the object is between f and p and its image အဲ့တော့အရာဝတ္ထုကို f နဲ့ p နဲ့ကြားမှာ ထားမယ်အဲ့ဒီအခါမှာဒီမှာကပုံရိပ်ဟာ virtual image ဖြစ်ပါမယ်ထူကြချက်ကနောက်ဆုံးတစ်ပုံက f နဲ့ b နဲ့ကြားမှာထားမယ်အဲ့ဒီအခါမှာ image က behind the mirror mirror ရဲ့နောက်မှာပေါ်မယ်တချို့တော့ကြည့်မှန်ကိုကြည့်သလိုပဲ plain mirror ကိုကြည့်တော့ကရွယ်တူ site ပေါ်တယ်ဒီမှာကျတော့အဲ့လိုမဟုတ်ဘူး plain mirror ကိုကြည့်သလိုပဲမှန်ထဲမှာမှန်ရဲ့နောက်မှာ behind the mirror မှာပေါ်တယ် virtual image ပုံရိပ်ရောင်ဖြစ်တယ်တခြားတော့မှန်ကြည့်သလိုပဲ virtual image ပဲ erect attack ပေါ်တယ်ဒါပေမဲ့ အရာဝတ္ထုထက်ကြီးတယ်ဒီချက်တော့ plain မှန်တာမှာတော့အရာဝတ္ထုနဲ့အတူတူပဲဒီမှာတော့ virtual image အတက်ပေါ်ပေမဲ့အရာဝတ္ထုထက်ပိုပြီးကြီးတဲ့ပုံရိပ်ကို ပေါ်စေပါတယ် formation of image in a convex mirror ကျင်းမုံခုံးမှာပေါ်တဲ့ပုံရိပ်ကျင်းမုံခုံးမှာပေါ်တဲ့ပုံရိပ်ကတော့တခုပါပဲ the image is formed in the convex mirror is always virtual erect and smaller than the object it is formed between p and f no matter where the object is saturated အဲ့တော့အရာဝတ္ထုကိုကျင်းမုံခုံးရဲ့ရှေ့ဘယ်နေရာမှာပဲထားထားပေါ်တဲ့ပုံရိပ်က तू आ p နဲ့ f နဲ့ကြားမှာပေါ်တဲ့ converse mirror မှာပေါ်တဲ့ပုံရိပ်ဟာအမြဲတမ်း virtual image ဖြစ်တယ် အတက်ပေါ်ပါတယ်ဒါပေမဲ့သူဟာ smaller than that object အရာဝတ္ထုထက်သိငယ်တဲ့ပုံရိပ်ပုံရိပ်ရောင်ကိုပေါ်စေတယ် the image is formed in the concave mirror can be real အဲ့တော့ concave mirror မှာပေါ်တဲ့ပုံရိပ်တွေကအများတန်းသူကတော်တော်များများ real image တွေဖြစ်တယ်နောက် real image လဲပေါ်တယ်နောက်တစ်ခုက virtual image လဲပေါ်တယ်ပုံရိပ်ရောင်လဲပေါ်တယ် dependent upon the position of the object အရာဝတ္ထုရဲ့နေရာ align မိကိုပြီးတော့မှပုံရိပ်စစ်တွေပုံရိပ်ရောင်တွေပေါ်တာပဲဖြစ်ပါတယ်ဒါအပြင်မှာ it may be erect or inverted အတက်ပေါ်တယ် inverted ပေါ်တယ်စောက်ထိုးပေါ်တယ် however the image of an object form in plane and convex mirror are always virtual ခုနကတစ်ချက်ပြောခဲ့သလိုပဲဒီပြင်ကြီးချင်းမုံနဲ့ ျင်းမုံကုန်းရဲ့မှာပေါ်တဲ့ပုံရိပ်တွေဟာအမြဲတမ်း virtual ဖြစ်တယ်အမြဲတမ်းပုံရိပ်ရောင်ပဲဖြစ်ပါတယ်ကဲဒီချက်ခုနသင်ကန်းစာတွေမှာပုံဆွဲတဲ့အကြောင်းလေးဒါပုံလေးကိုတပုံချင်းဒီချက်သူ့ရဲ့ properties တွေနဲ့ရှင်းပြသွားပါပြီအခုပြတန်းစာအောင်မှာမပါတဲ့ဘုဒ္ဓတအဖြစ်မှတ်ဖို့အတွက်မင်းတို့ပုံဆွဲတဲ့နေရာမှာလွယ်ကူဖို့အတွက်ကိုဒီချက် knowledge တွေပြောပြပါမယ်။ဟော incident ray ရိုက်လင်းနှန်းဟာသူက ဒီ con give mirror ဒါမှမဟုတ်ရင် converse mirror ပေါ့တခုခုပေါ့ con give mirror ကို ရိုက်တဲ့အခါ con give mirror နဲ့အရင်ဆုံးပြောမယ်မှတ်မှတ်မယ်ဆိုရင် incident rate ဟာ con give mirror ကိုရိုက်မယ်ဆိုရင်မူလဝင်ရိုးနဲ့အပြိုင်လာမယ် incident rate ဟာ con give mirror ကိုရိုက်မယ်ပြီးတဲ့အခါမှာပြန်လင်းတဲ့ထွက်မယ်ပြန်လင်းနဲ့ထွက်တဲ့အခါမှာပြန်လင်းနဲ့ဟာစုံချက်တွေကို ဖြတ်မယ်အဲ့တော့အပြိုင်လာရင် focus ကိုဖြတ်မယ်လို့မှတ်ရပါမယ် ။နောက်ရိုင်းလင်းနဲ့ incident တွေရပဲမူလဝင်ရိုးနဲ့အပြိုင်လာပြီးတော့ converse mirror ကိုရိုက်မယ်ဆိုရင်ထွက်တဲ့ပြန်လင်းနဲ့ဟာစုံချက်ကနေလာတယ်လို့ထင်ရမယ်။အဲ့တော့အပြိုင်လာရင် F မှာလာသည်လို့ထင်ရလို့မှတ်ပါမယ်။ incident တွေဟာ concave ခွက်နေတဲ့မျက်နှာပြင်ရဲ့စုံချက်ကိုဖျက်လို့ရှိရင်ပြန်လင်းနဲ့ဟာမူလဝင်ရိုးနဲ့အပြိုင်ပြန်ပြီးတော့ထွက်မယ်။အဲ့တော့ focus ကိုဖျက်ရင်ပေါ့ F ကိုဖျက်ရင်အပြိုင်ထွက်မယ်လို့ မှတ်ပါမယ်အဲ့တော့ incident တွေဟာ converse ကိုဖျက်အောင်မယ် converse ရဲ့စုံချက်ကိုဥတီပြီးတော့လာတဲ့ပြန်နေနဲ့ဟာမူလဝင်ရိုးနဲ့အပြိုင်ပြန်ပြီးတော့ထွက်မယ်အဲ့တော့ f ကိုဥတီပြီးတော့လာရင်လည်းအပြိုင်ထွက်လို့မှတ်ရပါမယ်အဲ့တော့ incident ray ဟာ center ကိုဖျက်မယ် center ကိုဖျက်မယ်ဆိုရင် reflected ray ဟာလာလန်းအတိုင်းပြန်မယ်အဲ့တော့ incident ray ဟာ center ကိုဥတီရင်လည်း reflected ray ဟာလာလန်းအတိုင်းပြန်ထွက်ပါမယ် ငှက်ချက်မှတ်ရမယ်နော် incident တွေဟာ C ကိုဖြတ်ရင် reflected တွေဟာပြန်လင်းတဲ့လာလိုင်းတိုင်းပြန်မယ် incident တွေဟာ C ကိုဥတည်ရင်လည်း reflected တွေဟာလာလိုင်းအတိုင်းပြန်ပြီးတော့ထွက်ပါမယ်အဲ့တော့ incident တွေဟာ concave ဒါမှမဟုတ် converse mirror ရဲ့ပိုးကိုထိတယ်ဆိုရင် reflected ray ဟာမူလဝင်ရိုးရဲ့တခြားတစ်ဖက်မှာ ပြန်ပြီးတော့ထွက်မယ်အဲ့ဒီခါမှာ incident angle နဲ့ reflected angle နဲ့ တူပါမယ်အိုင်နဲ့အာနဲ့တူပါမယ်ဒါကြောင့်မလို့ p ကိုထိရင် po ကိုထိရင်ပြန်လင်းနန်းနေတခြားတစ်ပတ်မှပြန်ပြီးထွက်မယ်လို့မှတ်ရပါမယ်နောက်တစ်ချက်သိဖို့ကကြတော့သူကပြင်ညီချင်းမုံပေါ့ဒီချက်တော့ခု၃မျိုးတင်သွားတယ် plain mirror ရယ် concave mirror ရယ် converse mirror ရယ်အဲ့ဒီမှာပြင်ညီချင်းမုံဟာဝိထုနဲ့ အရွယ်တူ site တူပုံရိပ်ရောင်ဘာကြွတဲ့ image ကို ဖြစ်ပေါ်စေတယ်ဒီချက်တော့မှန်ထဲမှာကြည့်သလိုပဲဝတ္ထုနဲ့အရွယ်တူ site တူပုံရိပ်ရောင်ဘာကြွတဲ့ image ကိုဖြစ်ပေါ်စေပါတယ်နောက်ကျင်းမုံကုန်း converse mirror ကတော့ဝတ္ထုထက်အရွယ်ငယ်တဲ့ပုံရိပ်ရောင်တစ်မျိုးကိုပဲထွက်ပါတယ်နောက်ဆုံးပုံကိုပြောတာနော်ကျင်းမုံကုန်း converse mirror ဟာဝတ္ထုတဲ့အရွယ်ငယ်တဲ့ virtual image ပုံရိပ်ရောင်တစ်မျိုးကိုပဲပေါ်စေပါတယ်။နောက်ကျင်းမုံခွက် concave mirror ကတော့ဝတ္ထုတဲ့အရွယ်ကြီးတဲ့ ပုံရိပ်ရောင်တစ်မျိုးကိုပဲပေါ်စေတယ်။အဲ့တော့ကျင်းမွန်ခွက်တစ်မျိုးတည်းသာပဲပုံရိပ်စစ်နဲ့ပုံရိပ်ရောင်နှမျိုးစလုံးကိုပေါ်နိုင်ပါတယ်။ပုံရိပ်စစ်ဟာကျင်းမွန်ခွက်ရဲ့ရှေ့မှာပေါ်တယ်။အဲ့ဒီပုံရိပ်စစ်ဟာဝတ္ထုထည့်အရွယ်ငယ်နိုင်တယ်ဒါမှမဟုတ်ဝတ္ထုထည့်လည်းအရွယ်ကြီးနိုင်ပါသေးတယ်။ပြီးတော့ဝတ္ထုနဲ့အရွယ်တူလဲတူနိုင်ပါသေးတယ်။တပုံကတော့ဝတ္ထုနဲ့အရွယ်တူတယ်။ကွန်ကရစ်မေရာမှာဆိုရင် CO စီမာထားတဲ့ ဝိတုဟာစီမာပဲပြန်ပေါ်တယ်ဆိုတော့အဓိပ္ပာယ်ရှိသလိုဝိတုနဲ့ same size as the object ဝိတုနဲ့အရွယ်တူပါတယ်လို့ဆိုလိုတာပါ some application of camera ဟော camera တွေရဲ့အသုံးချမှုတချို့ကိုပြောပါမယ် converse mirror are often used as rare view mirrors of vehicle since they always give an erratic image and a wide field of view illustrate a compass mirror has a wider field of view than a plane mirror of the same size ကျေးမွန်ကုန်းတွေဟာအတက်ပေါ်တဲ့ပုံရိပ်နဲ့ကျဲတဲ့မြင်ကွင်းကိုအမြဲတမ်းပဲပေးတယ်ဒါကြောင့်မလို့ကျေးမွန်ကုန်းတွေကိုယင်းတွေရဲ့မော်တော်ယင်းတွေယင်းတွေရဲ့ vehicle တွေရဲ့ နောက်ကြည့်မှန်တွေအဖြစ်အသုံးပြုထားတာကိုတွေ့ရပါမယ်နောက် plane mirror နဲ့ compass mirror အရွယ်တူရင် Converse mirror ပို့ပြီးတော့ကျဲတဲ့မြင်ကွင်းရှိတယ်ဆိုတာကိုလည်းပုံမှန်ဒီမှာကြားထားတာပဲဖြစ်ပါတယ် Pocket mirrors are normally used as reflectors in motor car headlamps, torch light and such light. A concave mirror may also be used as a shaving mirror since it is able to produce an enlarged image of the object shown in figure. အချင်းမွန်ွက်တွေ concave mirror တွေကိုတော့ပုံမှန်အားဖြင့် motor car ရဲ့ရှေ့မီးကြီးတွေနောက်လက်နိုင်တံမီးတွေနဲ့ slide မီးတွေမှာ အလင်းမြန်ပစ္စည်းတွေအဖြစ်အသုံးပြုထားတာကိုတွေ့ရပါလိမ့်မယ်။ကွန်ကိမေရာကဝိတုရဲ့အရွယ်အစားကိုကြီးစေပြီးတော့အတက်ပေါ်တဲ့ပုံရိပ်ကို ဖြစ်စေနိုင်လို့ပုံမှာပြထားတဲ့အတိုင်းပဲမုတ်ဆိတ်ရိပ်တဲ့အခါမှာ ကြိမှန်အဖြစ်သုံးထားတာကိုတွေ့ရပါမယ်။လက္ခဏာသတ်မှတ်ချက်တွေကြည့်အောင် sign convention we have observed that the focus of a concave mirror is real and that of a convex mirror is virtual. Moreover the image formed in this mirror may either be real or virtual and erect or inverted hence the following sign convention are required in applying mirror formula to solve the problem တို့တွေက concave mirror နဲ့ converse mirror တွေနဲ့ focus တို့ real focus တို့ virtual focus တို့ရှေ့မှာလည်းတည်ပြီးဖြစ်တယ် concave mirror ရဲ့ focus က real focus ဖြစ်ပြီးတော့ converse mirror ရဲ့ focus က virtual focus ဖြစ်တယ်ဆိုတာလည်းသိခဲ့ပြီးဖြစ်တယ်ဒါအပြင်မှာကျေးမုံမှာ ကျင်းမုံနေကြောင့်ဒီပေါ်တဲ့ပုံရိပ်တွေဟာပုံရိပ်စစ်ဒါမှမဟုတ်ပုံရိပ်ရောင်ဒါမှမဟုတ်အတက်ပေါ်မယ်ပြောင်းမြန်ပေါ်မယ်ဇောက်ထိုးပေါ်မယ်ဆိုတာသိခဲ့ပြီးပဲဖြစ်တယ်ဒါကြောင့်မလို့ပုတ်စာတွေတွက်တဲ့အခါမှာဖြည့်ရှင်းတဲ့အခါမှာမေရာပုံသေးနီးတွေကိုအသုံးပြုတဲ့နေရာမှာဒီတိကျနောက်ထပ်ဆက်ပြောပြမယ်လက္ခဏာသတ်မှတ်ချက်တွေလိုအပ်တယ်သိရမယ်မှတ်ရမယ် distance of rear object rear image and rear focus are positive distance of visual object visual image and visual focus are negative ဝတ္ထုစေပုံရိပ်စစ်နဲ့စုံရိပ်စစ်တွေရဲ့အကွာအဝေးကို positive သုံးမယ်နောက် the focal length and radius of curvature of a concave mirror are positive and those of a convex mirror are negative concave mirror ရဲ့ f နဲ့ r နဲ့ focal length ပေါ့နဲ radius of curvature ကို plus သုံးပြီးတော့ convex mirror ရဲ့ forget land နဲ့ radius ကို cover ချအောင်တော့လက္ခဏာ negative သုံးပါမယ်အနှုတ် သုံးပါမယ် the perpendicular distance measure above the principal axis is positive and that below the principal axis is negative principal axis ရဲ့အပေါ်ဘက်တိုင်းနဲ့ဒေါင်းမဲ့အကွာဝေးကိုတော့ positive သုံးပြီးတော့ principal axis ရဲ့အောက်ဘက်ကိုတိုင်းမဲ့ဒေါင်းမဲ့အကွာဝေးကိုတော့ negative သုံးပါမယ်ကဲ mirror formula ကိုဆက်ကြည့်ရအောင် for both concave and converse mirror ကွန်ကေမေရာမာရောကွန်ဗက်စ်မေရာမာရော သုံးမဲ့ဖော်မြူလာဟာဒီဖော်မြူလာကိုပဲသုံးပါပါ1 - u 1 - v 1 f အဲ့တော့ u ဆိုတာကတော့ object distance from the mirror mirror ကနေပြီးတော့ဝတ္ထုနဲ့ကွာတဲ့အကွာအဝေးဟာ u လို့သတ်မှတ်ပါတယ် v သေးလေးကတော့ image distance from the mirror အဲ့တော့ mirror နဲ့ပုံရိပ်ရဲ့အကွာအဝေးဟာ v လို့သတ်မှတ်ပါတယ် f ကတော့ focal length မှာစုံတာပဲဖြစ်ပါတယ် all distance are measured from the pole of the mirror အကွာအဝေးတွေအားလုံးကိုမီရာရဲ့ဝင်ရိုးစွန်ပိုးကနေပြီးတော့တိုင်းတာပဲဖြစ်ပါတယ်။ဟော magnification ချက်ကိန်း the image formed by the concave and convex mirror have various sides depending upon the position of the object thus the lateral magnification produced by a mirror is defined as the ratio of the height of the image to the height of the object uh, magnification equal height of image by height of object is equal size of image by size of object အဲ့တော့ခြေကိန်းကိုပြောမယ်ဆိုရင်ကျင်းမုံတစ်ခုဟာထုတ်လုပ်လိုက်တဲ့အလျားချိတ်ခြေကိန်းကိုပုံရိပ်ရဲ့အမြင့်နဲ့ဝိတုအမြင့်ရဲ့အဲ့နှစ်ခုရဲ့အချိုးနဲ့သတ်မှတ်မယ်ဒါမှမဟုတ်ပုံရိပ်ရဲ့ site အရွယ်အစားနဲ့အရာဝိတုရဲ့ site အရွယ်အစားနဲ့အချိုးလို့လည်းသတ်မှတ်ပါတယ်အဲ့တော့ m equal magnification m သင်္ကေတဟာခြေကင်းရဲ့သင်္ကေတပါ။နောက် i prime i prime ဆိုတာကတော့ size of image ပုံရိပ်ရဲ့အရွယ်အစားဖြစ်ပြီးတော့ o prime ကတော့ object ရဲ့အရွယ်အစား size of object ပဲဖြစ်ပါတယ်။အဲ့ဒီမှာ formula ကိုအဓိပ္ပာယ်ထပ်ပြီးတော့ဒီသင်္ကေတနဲ့သုံးမယ်ပေါ့။အဲ့ဒါဆိုရင် m equal to i prime by o prime နဲ့ဖော်ပြခြင်းပဲဖြစ်ပါတယ်။အဲ့တော့ i prime by o prime equal to minus v by u တော့ i brain နဲ့ o brain ကိုဆက်ပြီးတော့ဒီ distance အနေနဲ့ related လုပ်မယ်ဆိုရင်ဒီ formula ကိုသုံးပြီးတော့တွက်ပါမယ် the minus sign determine both the nature and configuration of the image the formula for the magnification m can be expressed as m equal i brain by o brain equal to minus v by u အဲ့တော့အနှုန်းလက္ခဏာဟာ ဘလို့ဆုံးဖြတ်တယ်လဲဘလို့ဆုံးဖြတ်ပေးတယ်လဲဆိုရင်အနှုတ်လက္ခဏာဟာပုံရိပ်ရဲ့သဘာဝပေါ့ nature ပေါ့ nature နဲ့ဒီပုံရိပ်ဆက်လားပုံရိပ်ရောင်လားဆိုတဲ့သဘာဝရဲ့နောက် configuration ဆိုတာပုံရိပ်ရဲ့အနေအထားပေါ့အတဲ့လားပြောင်းမြန်လား irate လား inverted လားဆိုတာကိုအဲ့ဒီနှစ်ခုစလုံးကိုဆုံးဖြတ်ပေးတာပဲဖြစ်ပါတယ်။ chair game မှာ unit မရှိပါဘူး။ဘာကြောင့်လဲဆိုရင်သူကအမြင့်တွေရဲ့အချိုးအကွာအဝေးတွေရဲ့အချိုးဖြစ်တဲ့အတွက် unitless ဖြစ်ပါတယ်။ ။ဟောတီချယ်ဒီနေ့သင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။မင်းတို့လည်း formula လေးတွေလက္ခဏာသတ်မှတ်ချက်လေးတွေတီချယ်ရှင်းပြတာလေးတွေကိုပြန်ပြီးတော့နှုတ်တက်လုပ်ထားပေးပါ။စူးစမ်းပြီးတော့လေ့ကျင့်ထားကြပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။